ချင်းမဆူတတ်ဘူးဆိုတော့ဟိုတချို့ဆိုအရင်တော့ပွဲတွေပါတယ်အဲ့လိုတချံတွေပါတယ်ဆိုလဲလာငါရှိရဲ့အပျော်နေလောက်နဲ့ဆိုရင်တော့ရတယ်ဒါပေမဲ့ professional လောက်ဆိုရင်တော့ကိုယ့်ကိုအချင်းစုံယုံကြည်မှုမရှိဘူး ali dai အဲ့လိုနေဖျားပွဲလိုပါဘူးဆိုတော့လာငါးရီရှိတယ်ဒါပေမဲ့ကျွန်တော် professional line မဟုတ်တော့ယုံကြည်မှုမရှိရတချင်းဆိုကိုခါလီကြရင်တော့လဲဆိုတော့အိမ်မှာပေါ့ စင်စယ်ဦးချညာလေးကကွန်လေးတို့ကတော့ဒီချညာလေးရိုက်မယ်ဆိုပြီးပြောတာကြာပြီပေါ့နော်အဲချညာကိုတီးလိုက်ရတဲ့အချိန်မှာတော့သူကအမှန်ကျုပ်ကျွန်တော်ရိုက်ခွေးချညာလေးဆိုမဟုတ်ဘူး musical pack ပေါ့ဟာလေဆိုတော့ရိုက်ရပြောကြတာဒီထဲမှာတော့သူကချညာပုံစံကတော့သူကအဲ့လိုအမွေလူစားတဲ့သားသမီးတွေပုံစံအကြောင်းကိုဒီလို opera ပုံစံမျိုးနဲ့တစ်ချိန်နေဆိုပြီးတော့ကပြီးတော့ ရိုက်ထားကြတဲ့ပုံစံမျိုးပဲဆိုတော့ဘာမှလည်းမလုပ်ဘူးလုပ်ဘူးတော့ဟိုအချင်းနေပါဆိုလို့ရှိရင်လည်းသူကအဲအကယ်မီဒုတိယမိုးလို့ကတီးပေးထားတာဆိုတော့အရင်ကောင်းတယ်ဆိုတော့ကျွန်တော်ဆိုလို့ရှိရင်ဒီကျွန်တော်လေးရိုက်ပြရတဲ့အချိန်မှာဆို musical ကအောင်ရိုက်ချင်တယ်ပြောလို့ဒီကျွန်ညာရဲ့မှာကကျွန်တော်ကတူပြီးတော့သားပေါ့နော်ဒီမွေးကိုဟိုကငါလည်းပိုင်ရမယ်ပေါ့နော်ဟိုတူပြီးတော့သားရယ်ပိုင်ခွင့်ရှိရယ်ဆိုတော့ပုံပြန်လို့ပေါ့နည်းနည်းလေး အတကြီးလိုချင်တဲ့ message များတယ်ဒီထဲမှာအကုန်လုံးကအဲ့ဒီခင်မမိုရေးဆိုလဲသူကသမီးကြီးဆုံးဆိုတော့သူကသူလည်းလိုချင်တယ်ပေါ့အဲဆီဆိုရင်လည်းသူကသမီးတယောက်ဆိုတော့သူလိုချင်တယ်ပေါ့နောက်ဆုံးတရားမွေးကိုဘယ်သူရပါမလဲပေါ့အဲအဲ့လိုပုံစံမျိုးလေးနဲ့သွားတယ်အရန်ကောင်းတယ်ပေါ့နော်ဒီလိုမျိုးကြော်ညာဆိုတော့ရှားလဲရှားတယ်ကျွန်တော်တင်ကြော်ညာလည်း၄မိနစ်လောက်ကြာမယ်ကြာတယ်ပေါ့ဆိုတော့ကျွန်တော်လည်းခုရင်ကြီးရိုက်ပြီးခဲ့ရမှကြည့်ရသေးပါဘူးပြည်သက်တွေအတွက်လည်းအမတရားဖြစ်မဲ့ကြော်ညာခုလို့ခံစားရတယ်သူကတော့ story လေးတစ်ခုနဲ့ွားထားတာဆိုတော့ အဲခဏနေဒီနေ့ဒီည9နာရီဆိုလို့ရှိရင်လည်းသူတို့ release လုပ်မယ်လို့သိရတယ်เนาะဆိုတော့တော်လာအချိန်ကြာလို့ရှိရင်တော့အားပေးပါလို့ဒီနေ့လည်းစိတ်တော့ပူတယ်မရိုက်ခင်တော့ဆိုကျွန်တော်တို့ကဒီအချင်းစာသားတွေကိုလိုက်ပြီးတော့ကပြီးတော့စုပြီးတော့သူဆောင်ပါလို့ဆိုတော့လေခါမမလုပ်ဘူးမလုပ်တတ်ရင်လည်းနည်းနည်းရည်ချင်စရာကြီးဖြစ်သွားမှာလဲဆိုတော့အဲ့တော့ဒီမှာပူအောင်လေးတို့ခက်ကလည်း acting coach အမတွေပါတယ်အဲခေါ်ပြီးတော့ acting မိုင်းအောင်လည်းသူတို့လူတို့ကိုရှော့တိချာညှိပေးရတဲ့အကြောင်းမို့လို့ ဒိုက်ကူးရေးမှာလည်းတော်တော်လေးကိုအဆင်ပြေခဲ့ပါတယ်ပြီးတော့အနီဝါဝင်းရွှေဦးနဲ့ဆုံသွားရယ်ပေါ့နော်အနီဝါဝင်းရွှေဆိုတာကဒါကျွန်တော်တို့ဆိုဒိုက်ကူးရေးမှာဆုံကျင်တယ်ဆိုရင်တော့မှတို့ကဘာမှတိတ်မရိုက်ကြဘူးနော်တိတ်မရိုက်ကြဘူးဆိုတော့အခုလိုကျွန်ညာမှာဆုံသွားရတော့လည်းရမ်းပြောပါ ဘယ်လိုမျိုးလဲဆိုတော့ကျွန်တော်တို့ကတော့ comment ပေးရမယ်ဟိုအနေထားမဟုတ်ဘူးဒါပေမဲ့ဟိုဘက်အရင်ခက်ကလေးကတရုတ်ဆောင်လာခဲ့တရုတ်ဆောင်ကြီးတွေရဲ့ပုံစံအတိုင်းပဲအရန်နဲ့ဟိုလိမ္မာပါနဲ့ပြီးတော့အတင်လောက်တာအရန်နဲ့တော်ပါတယ်အချင်းပေါ်မှာစီးမြောက်မှုကလည်းအရန်ကောင်းတယ်အဓိကတော့ဒီ musical ဘိုင်းကိုဟိုကြော်ညာရိုက်ရတဲ့အချိန်မှာတိုက်ကူးရအခုလောကပျော်ရွှင်စရာကောင်းနေတာနော်ဆိုတော့စဉ်းစားမိရဲ့ဒီလာလာလန်းတော့ဘာလို့ပုံစံမျိုးတော့အဲ့လိုမျိုးလေးဒါ တကယ်လည်းရိုက်နိုင်မယ် quality ကောင်းနေတယ်ဆိုလို့ရှိရင်အဲဒီ shooting ကတော်တော်ပြောစရာကောင်းတယ်လို့လည်းကျွန်တော်မြင်တယ်ပုံပြတ်တွေလည်းဒီမှာနိုင်ငံမှာကျတော့အဲ့လိုစကားပြောတာလည်းအရင်ရှားတော့တကယ်ခွင့်ရရှိရဆိုလို့ရှိရင်အများကြီးကြိုးစားတယ်ကျွန်ညာစင်းနေပါလေအရင်ကောင်းအောင်လုပ်ပါချင်တယ်ကိုကတော့ပုံကြီးကြိုးစားရပါဘူးကိုလည်းလဲဆိုတဲ့အဲဆိုရင်ကရင်ပြုဆောင်တယ် တူရဲဆိုတာကိုကျွန်တော်အတန်းစင်နေတော့ဟုတ်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 ဟိုစာသားကိုပဲ like ခံစားပြီးဆိုရတယ်ပုံစံဆိုတော့အကြီးရောအလမရောငိုမရှိရင်ဒီဝေဆိုရောမရှိပါမိသားစုဝင်ပူရီတော့တာပိုင်ဆိုင်နေနာဘာကျွန်တော်တခြင်းမဆိုတတ်ဘူးဆိုတတ်ဘူးဟိုတချို့ဆိုရင်တော့ပွဲကြီးပါကြီးအဲ့လို အကြံတွေပါဆိုလဲလာငါရှိရအပျော်နေလောက်နဲ့ဆိုရင်တော့ရတယ်ဒါပေမဲ့ professional လောက်ဆိုရင်တော့ကိုယ့်ကိုအချင်းစုံယုံကြည်မှုမရှိဘူးကန်လိုက်သူသူလဲ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 အဲ့ဒီတိုင်းအဲ့လိုနေဖျားပွဲလိုပါလို့ဆိုလဲလာငါရရှိရဒါပေမဲ့ကျွန်တော် professional line မဟုတ်တော့ယုံကြည်မှုမရှိရအချင်းစုံကိုခါလီကြရင်တော့လဲဆိုတော့အိမ်မှာပေါ့တကယ်ကြီးနေရတော့ကောင်းတယ်လို့ပြောတာဟုတ်ဟုတ်ကျွန်တော်ချပြဖို့ရဲတဲ့ချိန်ကြရင်တော့ ဆိုပြအာပြည်သက်တွေနဲ့လည်းမဆုံးတာလည်းနည်းနည်းကြာပြီပေါ့နော်အခုဒီ interview လေးတွေ့ရတဲ့အချိန်မှာဆိုလို့ရှိရင်လည်းအာစင်တွေဦးကြောင်ညာလေးလည်းလွတ်တော့မှာပေါ့နော်ဆိုတော့ဖတ်လာလို့ရှိရင်အားပေးပါဦး